မကျောင်းသားတိတ်နေရတယ်လေမင်္ဂလာပါဘုံဘုံဒါတော့ဒီတော့ဒီကမနဲ့ဒီတော့ပြောကြလဲမလို့ဘူးဒီကနေ့သာနာနှစ်2500 69နှစ်ကိုကုနဲ့လူရောကောသာတကယ်1389ခုနှစ်တကူလာတို့ဆယ်ရအင်္ဂါနေ့မှာပြီးတော့ဘုရားကွင်ဆရာတော်တဘာဟိတာဆရာတော်ရဲ့အဲဒီဘက်ကိုလှည့်လာရင်တာနာပြုလုပ်ငန်းတဲ့သူနောက်ထပ်ကြောင်းဆောက်ဖို့လာပြီးလည်လာရင်လာတာပါဗျာ တော့အဲဓမ္မမဤသကုန်နဲ့သူ့အဖွဲ့ရဲမုံဘူးပြီးခြင်းတော့သူကလည်းအလိုအလူတန်းတားရရောလေနိုင်တော့ကြသူ့ကိုမိခွန်းလေးမိချင်းအဖြစ်အဲများအတွက်လည်းကောင်းတယ်သူတို့အဖွဲ့ရလည်းအင်တာဗျူးတားကောင်းတယ်သူ့ရဲ့ဥစ္စာရုပ်ရှင်မင်းသားမင်းသမီးတဲ့ရောက်များစွာဆယ်လီမမဟာမင်းသားမင်းသမီးအကယ်ဒမီငါးရက်ကောင်သနာရဲအဲ့ဒါကြောင့်ကဲတော့ကလေးတော့အေးသင်ကိုအနေနဲ့အဲအခုလို့ဖုံဖုံကတော့ အဲဘလို့ဗျာ၂၈ရက်နေနာဟိုငလျင်လောက်တော့တက္ကမလေးငိမ့်နေတယ်နောက်ပိုင်းမှာကျတော့ဘလို့ဖြစ်ပြီးတော့အခုလိုအဲအိမ်နေဖြစ်တာ ड़ी အိမ်နေဆောက်တာ ड़ी အဲ့လုပ်ငန်းတွေထဲမှာအေးသေးကွန်ဟာစီဝါရေးသမားပြီးပြီးသားသားနေပြီးတော့ပရိုက်တာသမားစစ်စစ်ကြီးဖြစ်သွားတာလေတနိုင်ငံလုံးမှာဘလူးမတ်မထင်အပ်တဲ့ပရိုက်တာသမားဖြစ်သွားတဲ့အကြောင်းတရားလေးကိုဘုံဘုံနည်းနည်းလေးပြောပြပါလား ပရာဟိတဆိုတော့တော့ခေါင်းစဉ်တစ်ခုပေါ့နော်ဘုံဘုံပြီးတော့တော့ပရာဟိတရေလို့ခေါင်းစဉ်မတက်မတက်ချင်ပါဘူးပရာဟိတလုံနေရလဲမဟုတ်ဘူးဒီတော့တပီတော့လုံတဲ့ခေါင်းစဉ်ကတစ်ခုတည်းပဲအလူတွေဒုက္ခတကယ်ရောက်နေတယ်ငလင်လုံတဲ့ချိန်မှာလဲကိုယ်တိုင်ခံစားခဲ့ရတယ်လေကိုယ်တိုင်ခံစားခဲ့ရတယ်ကိုယ်တိုင်မျက်မြင်ကိုတွေ့ကိုယ့်ရဲ့မြို့မှာကိုယ့်ရဲ့အိမ်မှာတကယ်ဖြစ်သွားတယ်ဖြစ်သွားတဲ့ချိန်မှာတပီတော့လုံတိုင်နှလုံးရှိတယ်တောင်တောင်ရင်နဲ့မြောင်ရင်နဲ့တိုင်နှလုံးလုံးကပြုတ်ပြက်ခြင်းမရှိခဲ့ဘူးဒါမဲ့ เอ๊ะงาอะยังรอบาผิดบ่ตุนยานี่บาผิดเลยမျိုးแท้โอ้ปัดจี้ไล่เลยปัดจี้ไล่เฉยมาตังเงินจีนนี่ไตดิต้องแท้ไตดิ20ไตดิမြေဒီကုန်ခကုန်တယ်ပေါ့နော်မြေအောက်ကိုရောက်ကုန်တယ်အပုံလိုက်ရောက်တာတုံးထက်တိုက်ကြီးတွေကအဲ့မှာတန်ဝေကလည်းတော်တော်ရသွားတယ်ပြီးတော့လူတွေအများကြီးတေးကြတယ်ဒုက္ခတွေတကယ်ရောက်ကြတယ်ပေါ့နော်အဲ့တော့အော်ဒီဘေးတွေဒီဘေးတွေငါမဖြစ်ခဲ့ဘူးပေါ့နော်ကိုဗစ်မှာတော့လည်းလူပေါင်းထောင်နဲ့ချီတေးတယ်ကိုမိသားစုကနေစလို့တပည့်သားသမီးထိတောင်တယောက်မှ ကိုဗစ်နဲ့ဆုံးပါတာမရှိဘူးထိုနည်း၎င်းမဲ့ဘေးအတွက်တွေမြန်မာနိုင်ငံမှာကြားတယ်အကိုမိသားစုကိုသားသမီးအမ်တပည့်သားသမီးတွေကစဘာမှမဖြစ်ဘူးပေါ့เนาะအဲ့တော့ဒီငလျင်မှာလည်းဒီထိုနည်း၎င်းမဲ့ကိုအိမ်ကစကိုသားသမီးတွေအစကိုရဲ့တပည့်သားသမီးတွေအစဘာတစ်ခုမှမဖြစ်ဘူးအဲ့တော့ဟုတ်ပြီငါဒါကတော့ဒီဘေးတွေကငါနဲ့ဟိုငါစီမလာဘူးပေါ့ မလာဘူးဒါပေမဲ့ခုနှစ်သားသမီးတွေတော့ခံစားရတယ်အဲ့တော့ဒီသူတို့ရဲ့ခံစားနေတဲ့ဒုက္ခတွေငါဘလို့ငါမျှကိုရမလဲပေါ့ဘလို့မျှပြီးတော့မှခံစားပေးရမလဲဆိုမျိုးတွေကိုပတ်ကြည့်လိုက်တော့မလေးမျိုးတွေကိုပတ်ကြည့်လိုက်တော့အကုန်လုံးကပြုတ်ပြက်ပျက်စီးပြုတ်ပြက်ပျက်စီးတွေရဲ့နောက်မှာဘာလို့ဆိုတော့ဘာတွေထက်လာလဲဆိုပြိုပြီးတော့မြေအပုံလိုက်ကြသွားရင်ပြဿနာမရှိဘူးမြေအပုံလိုက်မကြဘဲနဲ့ဘာဖြစ်နိုင်လဲဆိုတော့ ျိုးလူစဲစဲပျိုးလူပျိုးခင် တိုက်တယ်လာတွေ့ရတယ်ပေါ့နော်လာတိုက်လာတွေ့ရတော့ဒီတိုက်တွေဟာဆက်လက်ပြီးထားနေလို့ရှိရင်အန္တရာယ်သိဖြစ်နေပြီအန္တရာယ်နဲ့အနီးဆက်ဆုံးဖြစ်နေပြီဒီတိုက်တွေကြောင့်လူတွေထက်ပြီးတော့တေကြီးပျက်စီးရတော့မယ်ကဲဟုတ်ပြီငါပါလုံနိုင်တယ်ငါပါလုံနိုင်တယ်ဆိုစဉ်းစားတယ်โอเคဒီတိုက်တွေဖြိုးမယ်ဖြိုးမယ် ဆိုပြီးတော့စပြီးတော့ဖြိုးခဲ့တာပေါ့နော်အဓိကတိုက်တွေဖြိုးဖို့ဆိုတာလေဒီဆက်ရန်တရားကြီးတွေတော့လို့တာပေါ့နော်အဲ့တော့ဆက်ရန်တရားကြီးတွေကြတော့တပီတော့အနေနဲ့ကကြတော့တပီတော့မိုင်းနေရကြတော့တဝဲဘက်မှာဆိုတော့နည်းနည်းဝေးတယ်ကိုကိုစီကဆက်ရန်တရားတွေကိုချက်ချင်းတည်ထုတ်ဖို့ဆိုတာလည်းတိတ်မလွယ်တော့အဲရွှေစံပင်စီရတော့ဘုရားကြီးအခုညတောင်းတော့ပေါ့နော်တောင်ပူလာစီရတော့ဘုရားကြီးအဓိကတော့တောင်ပူလာစီရတော့ဘုရားကြီးပေါ့တောင်ပူလာစီရတော့ဘုရားကြီးကိုမိတ်လိုက်ပြောလိုက်တဲ့အချိန်မှာစီရတော့ဘုရားတကမ အိစားမရှိဘူးဖုံဖုံကူညီမယ်ဖုံဖုံလှုပ်ပေးမယ်ဆိုပြီးတော့မှအဲလှုပ်တဲ့အချိန်မှာပဲရွှေစံနယ်ဆရာတော်ဘုရားကြီးဆရာကြီးဆက်တယ်ငှားပြီးတော့မှတမီးကိုလာပေးတာနင်းလှုပ်ချင်တာလှုပ်နင်းလှုပ်ချင်တဲ့လောက်လှုပ်ဆရာတော်နှစ်ပါးလုံးကတမီးတော်အင်အားဖြည့်ပေးတာပေါ့နော်အဲဆရာတော်ဘုရားကြီးလာပေးတဲ့ဆက်ကနေပြီးတော့မှအဲနောက်ထပ်သူရိန်ပေါ့နော်ဂရိန်ဝင်ဆောင်မှုကနေပြီးတော့လေအာလာပြီးတော့အင်အားဖြည့်ပေးတယ် ပြီးတော့ရန်ကုန်ကလေးလေးတွေကလည်း brighter ကလေးလေးတွေကလည်းလာပြီးအင်အားဖြည့်ပေးတယ်ပြီးတော့ဒီတဝါမြတာပေါ့နော်လူမှုကစေးအဲကလေးတွေကလည်းအကုန်အင်အားဖြည့်တယ်ကျန်တာတွေကတော့ဒါကတော့တပည့်တော်ရဲ့တပည့်သားသမီးလေးတွေပေါ့အဲသူတို့လေးတွေကလည်းကိုယ်နဲ့အထက်ချက်မကွာလိုက်ပြီးတော့မှအင်အားတွေဖြည့်ကြတယ်ပေါ့နော်အဲ့မှာနဲ့တိုက်တွေကိုစပြီးတော့မှဖြိုဖျက်ခဲ့တာပေါ့နော်နောက်ပိုင်းမှာနည်းနည်း ပထမအဆုံး28ရက်နေ့ကနေစဖြစ်တယ်28 29 30 31 4 0ရက်မှာလူပေါင်း1500နေ့တိုင်းထမင်းကျွေးတယ်နေ့တိုင်းထမင်းထုတ်လိုက်ဝေးတယ်တရက်နေ့ကနေစပြီးတော့မှတပြီးတော့ဒီဖြိုးဖျက်ရေးလုပ်ငန်းစဉ်တွေကိုစပြီးကောင်ထည်ပေါ်ခဲ့တယ်စပြီးဖျက်ခဲ့တယ်ပေါ့နော်အဲ့တော့ဖြိုးဖျက်ရေးလုပ်ငန်းစဉ်တွေမှာလုပ်တဲ့ချိန်မှာလည်းအန္တရာယ်အများများပါတယ်နော်အဲ့နောက်ပိုင်းမှာတော့ဒီတခြားအဖွဲ့အစည်းတွေတခြားအဖွဲ့အစည်းဆိုရတဲ့အဲလောက်တဲ့သူပေါ့နော်တိုက်ဖြိုးဖြတ်တဲ့သူတွေအခချင်းကိုယူပြီးတော့မှ အဲလောက်ကြတယ်လို့ကြားတယ်အခုလက်ရှိကိုဒီចောင်းတိုက်ကိုဘုံဘုံဘလောင်းနေတော့လာပြောနေနေရတောင်းတာဒီចောင်းတိုက်ဘယ်သူကတောင်းတာလဲဘယ်ကတောင်းတာဘယ်ရစီဟာဒါဖြတ်ပြရသိနေရတောင်းတာသိနေရလည်းမလက်နိုင်ဘူးလေတင်ပါအမင်းနေရပြီမဲ့ဆိုငါအဲ့နေရလေးဆောက်နေတော့မကွာလို့ပြောနေတာတင်ပါဗျအဲ့လိုပေါ့နော်ဒီတဘာဝဘေးကိုတကယ်ခံစားခဲ့ရတဲ့ဒီလူပုဂ္ဂိုလ်တွေယဟန်တန်ဃာတော်တွေခொနဲ့သားသမီးပေါ့နော်လူမျိုးကွဲဘာသာကွဲတွေအားလုံးဟာဒီငလင်ဘေးမှာအတူတူခံစားခဲ့ကြရတာပေါ့နော်အဲ့တော့ ဒီလိုခံစားရတဲ့အပြင်ကိုဒီကိုယ့်ရဲ့ပြုတ်ပြက်နေတဲ့အဆောက်အဦတွေကြောင့်ထပ်မံပြီးတော့မဖြိုဖျက်နိုင်တဲ့စိတ်တော့ကတွေလူပေါင်းများစွာဟောပေါ့နော်ဘာသာကြားတွေရောအနော်ဘာသာမတူတဲ့သူတွေရောဟောဘာသာတူတဲ့သူတွေရောအားလုံးကထပ်သူခံစားခဲ့ရတယ်။အဲ့ဒီခံစားမှုတွေကိုနည်းနည်းပါးပါးကိုလှုပ်ပေးလိုက်လို့ပြေပြောက်ပါစေဆိုတဲ့စိတ်ဆန္ဒနဲ့ပဲဒီတိုက်တွေကိုစတင်ပြီးဖြိုခဲ့တာပါ။ယနေ့အချိန်ထိ63လုံးရှိသွားပါပြီခင်ဗျာ။ ဲ့တော့300နဲ့တွေ့မယ်ဆိုရင်တော့300တောင်းကျော်လူပြီးပြီပေါ့ခင်ဗျာ။အေးပေါ့အေးပေါ့အေး။ဒီမှာပြဆောက်လုံမှုလုပ်ငန်းတွေကြာတော့ဘယ်လိုဖြစ်ပြီးတော့ဒကမာလီယာအဲ့ဘက်ကိုအားပါသွားတာလဲ။ဆောက်လုံမှုကတော့ပထမကကိုယ့်ရဲ့ဒီလုပ်ငန်းစဉ်တွေထဲမှာမပါပါဘူးခင်ဗျာ။တပည့်တော်တို့ကဒီမန္တလေးနဲ့ဒီစကိုင်းဆိုတာနိကလေးရပေါ့နော်နိကလေးရရှိတယ်။အဲ့တော့တပည့်တော်ကမန္လေးသူဖြစ်တယ်။မန္လေးသူမှာဖြစ်တဲ့အတိုင်းဒါပေါ်မှာမှာစကိုင်းဆိုတာလည်းတပည့်တော်ငယ်စဉ်နေနေရလဲဒါကိုယ့်မြို့တစ်ခုလိုဖြစ်နေတာပေါ့နော်။အဲ့တော့အာတပည့်တော်လို့စအတွေ့တွေ တပြိုတော့ဟိုငယ်စဉ်ကနေအကြားသိခဲ့ရတဲ့အကြားသိတွေနဲ့ဟိုတိတဲ့အကြောင်းအရာတွေကစကိုင်းဒီပြက်လွေကြောကြီးရှိတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီစကိုင်းကပြက်လွေကြောကြီးရောက်ထပ်ပြီးတော့ပြိုလူဆက်ဆက်တိုက်တွေကြောင်းထပ်ပြိုကုန်လို့ရှင်ထပ်ပြီးသေးမယ်အဲ့တော့ကဲဟုတ်ပြီငါစကိုင်းကိုရင်သွားမယ်ဆိုပြီးတော့တပြီးတော့မန်းလေးမှာတကယ့်ကိုအန္တရာယ်များလွန်းတဲ့ဟိုကျောင်းတိုက်ကြီးငါးတိုက်ကိုပဲတပြီးတော့ဖြတ်ပေးခဲ့ပြီးတော့မှစကိုင်းကိုဖြတ်ဖြတ်ပြီးခြင်းမယ်တန်းပြီးတော့မှ အဲ့တိုက်ကိုဖြတ်ပြီးတာနဲ့ဒီဘက်ကိုတန်ကူလာတာပေါ့နော်ခုလာတော့တပည့်တော်တို့ကနဦးနေကြတာကဆေးရဆေးရဆေးရကွက်တဲ့ဆေးရကွက်တဲ့ပေါ်လုံးကွင်းထဲမှာပဲတပည့်တော်တို့မိုးကခင်းပြီးတော့တပည့်တော်ရဲ့ဒီကလေးတွေနဲ့အင်အားတွေနဲ့ဒီဆက်အင်အားလူအင်အားတွေနဲ့မိုးကခင်းပြီးတော့ပဲတပည့်တော်နေကြတာပေါ့နော်နေတော့တပည့်တော်နန်းလေးမှာပေါ်တော့နေ့စဉ်နေ့စဉ်ပေါ့နော်တပည့်တော်ကမနေ့ဆိုရင်ဖြုတ်ပြက်ရေးတွေသွားတယ်ညဆိုရင်တပည့်တော်ပေါ်လုံးကွင်းထဲမှာပဲအိတ်တယ်ပေါ်လုံးကွင်းထဲမှာပဲစားရတယ်ပေါ့နော် ီကလေးပေါ့ဒီကလေးကသူကတတိတော်ကိုအခုညီလာတောင်းတာအမားတဲ့ဒီစကိုင်းမှာပေါ့နော်ပြက်လူပြက်စဲတိုက်တယ်ရလဲအများကြီးပဲပေါ့ပေါ့ပါနေပြက်လူပြက်စဲတိုက်တယ်ရလဲအများကြီးရှိနေပြီလူတွေလည်းဒါဒုက္ခရောက်နေပြီအမားနည်းနည်းလာကြည့်ပေးပါဦးဆိုတော့တတိတော်ဟုတ်ပြီ သူနဲ့လည်းမသိပါဘူးဗျအွန်လိုင်းမှာပဲသူလာပြီးတော့ပြောတဲ့ချိန်မှာတပီတော့မြေပြင်ဆင်းလာလိုက်တယ်။လာဆင်းကြည့်လိုက်တဲ့ချိန်မှာတကယ်ကိုတိုက်ကြီးလေးကလမ်းလမ်းနေပေါ်မှာပေါ့နော်။စောက်ထိုးကြီးတွေဖြစ်နေတယ်။ပြီးတော့ဘေးတွေမီးနေတယ်။ပြီးတော့လမ်းကြီးတွေပေါ်မှာမိုးနေတယ်။ဒီတိုက်ကြီးတွေအထက်ပြိုးလာရင်လူတွေထက်သေးရောမဲဆိုတာကြီးကမျက်လုံးလေးနဲ့မြင်းနေတော့တပီတော့အဲ့မှာနဲ့အားချင်းမဲစကိုင်းကိုလာခဲ့တယ်။အပေါ်လုံးကင်းထဲမှာပဲနေတယ်။ ော်လုံးကနေပါပဲစားတယ်သူပဲယနေ့ချိန်ကြီးသူချက်ကျွေးတယ်ပေါ့နော်အဲ့ဒါနဲ့သူကုသိုလ်ဖြစ်နေအင်းသူတို့ပဲအားကိုးနေရတာပေါ့ဒီမှာတော့အဲ့ဒါကနေပြီးတော့မှတပိတော့နန်းလေးမှာဘုံလုံးကနေမှာအိတ်တာဆိုတော့ဘုံလုံးကရအကျယ်ကြီးအဲ့နန်းလေးမှာမိုးကတဲလေးနဲ့ညပိုင်းဆိုလူတွေကရောက်ရောက်လာကြတယ်ရောက်ရောက်လာကြတာပေါ့နော်ရောက်လာတော့အဲ့တိတ်ရကြတော့တပိတော့သွားမိတာပေါ့နော်ဘာကြောင့်ဒါမျိုးတွေလာအိတ်ကြတာလေပေါ့နော်ဆိုတော့သူကအိမ်ပြတ်သွားလို့အိမ်ပြိုသွားလို့ ဆိုပြီးတော့မှပြောကြပြောလာတာပေါ့ပြောလာတော့ဩလို့အဲ့နဲ့နင်တို့ကတော့တကယ်မရှိကြဘူးလားအင်းအင်းပတ်စံမရှိဘူးလားပြန်ဆောက်ကြလေဘာလို့မဆောက်သေးတာတော့ပေါ့နော်ပတ်စံတကယ်မရှိရှာကြဘူးလေနော်အဲ့ဒီလုံးဖြစ်ဖို့ဆိုတော့တကယ်မလွယ်တဲ့သူတွေပေါ့အဲ့နဲ့ကဲဟုတ်ပြီမောင်မျိုးရေရက်ွက်ထဲကိုဖတ်တကယ်မရှိစင်ရတာတကယ်လိုအပ်တဲ့သူဟုတ်တယ်ဗျတကယ်ကိုမဆောက်နိုင်တဲ့သူဘယ်နဲ့အင်းရှိလဲစင်းလိုက်ကအော် အဲ့လိုကိုလှုပ်ချတာလှုပ်ချလိုက်တာအေးအဲ့မှာလှုပ်ချလိုက်တော့သူ့စီ